မင်္ဂလာပါရှင်ဒီနေ့စက်တင်ဘာ25ရက်နေ့အတွက်မွန်လွဲပိုင်းထီနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုဂျမုံနဲ့သစင်ကတင်ဆက်ပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုရှုစားရမှာပါထိထိရောက်ရောက်သာမဟန်တားနိုင်ဘူးဆိုရင်ရုရှားရဲ့ကျူးကျော်မှုကယူကရိန်းနဲ့တင်ရပ်တန့်သွားမှာမဟုတ်ဘူးလို့ယူကရိန်းသမ္မတဗိုလိုဒီမာဇလမ်စကီကသတိပေးပြောကြားခဲ့ပါတယ်စက်တင်ဘာ24ရက်နေ့တုန်းကကုလသမဂ္ဂထွေထွေညီလာခံရဲ့မိန့်ခွန်းမှာဇလမ်စကီကရုရှားသမ္မတဗလာဒီမီယာပူတင်ကသူ့ရဲ့ကျူးကျော်စစ်ကို ပိုပြီးကြဲကြဲပြက်ပြက်နက်နက်ရှာရှာချဲ့ထွေးဖို့ကြံစီထားတယ်ဆိုပြီးထဲပြောသွားခဲ့တာပါမဟာမိတ်နိုင်ငံတွေဘက်ကခိုင်မာတဲ့စည်းလုံးညီညွတ်မှုကိုပြသပြီးယူကရိန်းကိုအစွမ်းအကုန်ထောက်ပံ့ကူညီမှုတွေတိုးမြင့်ပေးတာမျိုးမရှိရင်တော့ရုရှားရဲ့ကျူးကျော်မှုကိုနောက်ထပ်နိုင်ငံတွေပါကြုံတွေ့လာရလိမ့်မယ်လို့ဇလမ်စကီကဆိုပါတယ်ရုရှားရဲ့ကျူးကျော်မှုနဲ့အတူကမ္ဘာနိုင်ငံအသီးသီးကနိုင်ငံတကာလက်နက်ပြိုင်ဆိုင်မှုတွေနဲ့ပတ်သက်လို့ချိန်ချမှုကိုခံစားနေရပြီလို့လည်းသူကပြောပါတယ်စစ်ရေးနည်းပညာတွေကလည်းအဆင့်မြင့်လာနေတယ်လို့ နောက်ဆုံးမှာဘသူအသက်ရှင်ကျန်ခဲ့မလဲဆိုတာကိုလက်နက်ပိုင်ဆိုင်မှုကအဆုံးဖြတ်ပေးတဲ့အခြေအနေမျိုးရောက်လာနေကြောင်းဇလန်စကီကထောက်ပြခဲ့ပါတယ်။နောက်ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတခုဖြစ်တဲ့ယူကရိန်းရဲ့လုံခြုံရေးကိုအာမခံချက်ပေးရမှာအားအနေလွန်းတဲ့နိုင်ငံတကာအင်အားစုတွေကိုလည်းသူကဝေဖန်ခဲ့ပါတယ်။လက်ရှိမျိုးဆက်ကကမ္ဘာသမိုင်းမှာဖြက်စီအားအပြင်းဆုံးဖြစ်နိုင်တဲ့လက်နက်အပြိုင်တပ်ဆင်မှုကိုကြုံတွေ့ဖြတ်တန်းနေရကြောင်းလည်းသူကသတိပေးသွားပါတယ်။တာမန်ရိုးရိုးဒရုန်းလေးတစ်စီးကနျူကလ িয়ার ထိပ်ဖူးသေးဆောင်လာနိုင်တဲ့နေမျိုးကို ဘယ်နိုင်ငံကအရင်ဖန်တီးနိုင်မလဲဆိုတာကိုစောင့်ကြည့်နေတာထက်မျက်မှောက်ကာလမှာရုရှားကိုထိထိရောက်ရောက်ရပ်တန့်တာကအများကြီးတက်တာရရစေလိမ့်မယ်လို့လဲဇလမ်စကီကပြောသွားပါတယ်။နောက်ပြီးညာရီတူ AI နည်းပညာနဲ့ပတ်သက်လို့နိုင်ငံတကာကအသိမှတ်ပြုလက်ခံတဲ့တိကျတဲ့စည်းမျဉ်းတွေချမှတ်ဖို့ AI ကိုလက်နက်တွေအတွက်အသုံးပြုမှုမှာကျင်းဝဆန်နှုံးတွေထားရှိဖို့လဲနိုင်ငံတကာအသက်ဝန်းကိုသူကတိုက်တွန်းခဲ့ပါတယ်။ဇလမ်စကီကကုလသမဂ္ဂမှာမိန့်ခွန်းမပြောခင်တရက်အလို့စက်တင်ဘာ23ရက်နေ့တုန်းက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့လည်းတွေ့ဆုံခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံမှုအပြီးမှာတော့ထရမ့်ကသူသမ္မတဖြစ်လာပြီးနောက်ပိုင်းယူကရိန်းအရေးနဲ့ပတ်သက်လို့ပထမဆုံးသိတာထင်ရှားတဲ့မူဝါဒအပြောင်းလဲဖြစ်ယူကရိန်းဟာစစ်ပွဲမတိုင်ခင်ကထိန်းချုပ်နေမျိုးတွေအားလုံးကိုပြန်လည်ရယူပြီးစစ်ကိုအဆုံးသတ်နိုင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ယင်ကတော့ထရမ့်ကစစ်ရဆိုင်ရေးအတွက်ယူကရိန်းအနေနဲ့ပိုင်နဲ့တချို့ကိုအဆုံးရှုံးခံပေးရမယ်လို့မှတ်ချက်ပေးခဲ့ပူတာပါ။ရုရှားအစိုးရပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဒီမစ်ထရီပက်စကော့ကတော့ ထရမ့်ဟာဇလမ်စကီလှည့်စားတဲ့စကားတွေကြားမှာမိုင်းမိနေဟန်တူတယ်လို့လည်းသုံးသပ်ခဲ့ပါတယ်။ထရမ့်ကရုရှားဟာစီးပွားရေးအရအကြီးအကျယ်အကြက်တဲရင်ဆိုင်နေရတယ်လို့ထည့်သွင်းမှတ်ချက်ပေးခဲ့ပါတယ်။ဒါပေမဲ့ပက်စကော့ကတော့အဲ့ဒီစကားဟာရုရှားဘက်ကနားလည်ထားတဲ့အခြေအနေမှန်တွေနဲ့အရန်ကြီးဆန့်ကျင်နေတယ်လို့ပြောကြားသွားပါတယ်ရှင်။မြန်မာကာလနိုင်ငံတကာစစ်ရေးအခင်းကျင်းတွေမှာအသုံးပြုနေတဲ့သရုတ်ထမျိုးဆက်ပစ္စမမျိုးဆက်တိုက်လေယာဉ်တွေနဲ့ရှင်ရင်အိန္ဒိယရဲ့ MiG-21 တွေက မျိုးသုံးသွားတဲ့ဒိုင်နိုဆောတွေလို့ရှုမြင်ကြရမှာပါဒါပေမဲ့ဆိုဗီယက်လိုအဲ့ဒီလေယာဉ်တွေကအိန္ဒိယလေးတက်မှာတော့ဆယ်စုနှစ်6ခုကျော်ကြာတဲ့အထိအမှုထမ်းခဲ့ပြီးဂန္ဓဝင်မြောက်တိုက်လေယာဉ်တွေလို့သတ်မှတ်ခြင်းခံခဲ့ရပါတယ်ခုတော့အိန္ဒိယက MiG 21တွေရဲ့ခေတ်ကိုအပြီးသက်ပြည်ပုံးကချပြီးအဲ့ဒီလေယာဉ်တွေကိုအနားပေးတော့မယ်လို့အတည်ပြုခဲ့ပါတယ်အိန္ဒိယလေးတက်ကခင်မီတိုက်လေယာဉ်အသစ်တွေကိုစင်စက်မပြတ်ဝဲယူစားထိုးဖို့တောက်လျှောက်အားထုတ်နေရင်းဒုတိယမျိုးဆက်ခေဟောင်းတိုက်လေယာဉ်တွေဖြစ်တဲ့ MiG 21တွေကို ထာဝရအနာပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ MiG-21 တွေကလက်ရှိအချိန်ထိအိန္ဒိယလေတပ်ရဲ့တိုက်လေယာဉ်အုပ်တွေထဲမှာနေရာရထားဆဲဖြစ်ပေမဲ့စက်တင်ဘာ26ရက်နေ့ကျရင်တရားဝင်အနာပေးတော့မယ်လို့သိရပါတယ်။1950ပြည့်လွန်နှစ်တွေမှာဆိုဗီယက်ကစတင်တီထွင်ခဲ့ပြီးဇဲတိုင်မိုးမှန်အစင်မြင့်ခဲ့တဲ့နောက် MiG-21 တွေကအတန်ရဲ့မြန်နှုံးထက်နှစ်ဆပိုမြန်တဲ့ supersonic တိုက်လေယာဉ်တွေအဖြစ်ရုပ်လုံးပေါ်လာခဲ့ပါတယ်။ အဲ့ဒီလင်းတွေကကဘာပေါ်မှာမှာယူမှုအများဆုံး Super Sonic ဂျက်တိုက်လင်းတွေအနေနဲ့သမိုင်းမှတ်တမ်းရေးထိုးနိုင်ခဲ့တာပေါ့ကမ္ဘာနိုင်ငံပေါင်း60လောက်ကအစီးရေ11500လောက်ကိုအသုံးပြုခဲ့ကြပါတယ်အိန္ဒိယလေတပ်ကတော့ပထမဆုံးအသုံး MiG-21 တွေကို1963ခုနှစ်မှာစပြီးအသုံးပြုခဲ့တာပါပြီးတော့မတူညီတဲ့မျိုးကွဲ MiG-21 စုစုပေါင်း854စီးထိမှာယူခဲ့ပါတယ်အဲ့ဒီလင်းတွေကအိန္ဒိယလေတပ်ရဲ့အမာခံကြောရုပ်ဖြစ်ခဲ့ပေမဲ့အထူးသဖြင့်လုံခြုံရေးပိုင်းနဲ့ပတ်သက်ရင် မေ21တို့ရဲ့မှတ်တမ်းကအတော်လေးအကြီးတန်းခဲ့ပါတယ်။အိန္ဒိယလေတပ်ရဲ့မေ21စုစုပေါင်းအစီး400ကျော်ကိုလေယာဉ်ပျက်ကျမှုတွေကြောင့်ဆုံးရှုံးခဲ့ရပြီးတိုက်လေယာဉ်မှု200လောက်အသက်ပေးခဲ့ရပါတယ်။ဒီတော့ NATO စစ်မဟာမိတ်နိုင်ငံတွေကမေ21တွေကိုခေါင်းတလားပြန်တွေမုတ်ဆိုးမထုတ်ဆက်တွေလို့လှောင်ပြောင်ခဲ့ကြတာမဆန်းပါဘူး။ဆိုဗီယက်တွေကတော့အဲ့ဒီလေယာဉ်တွေမှာမတော်တဆမှုတွေများပြရတာကကိုင်းတွေပြန်တန်းရတဲ့စိန်ခေါ်မှုကြီးမားတာကြောင့်လို့အကြောင်းပြခဲ့ပါတယ်။အဲ့ဒီကာလတုန်းကတော့ MiG-21 တွေက American မဟာဗျူဟာပုံကျဲလေယာဉ်ကြီးတွေကို supersonic မျက်နှုံးနဲ့ချဉ်ကပ်ပြီးပစ်ချနိုင်ဖို့အထူးရည်ရွယ်ချက်နဲ့တည်ဆောက်ထားတာပါလေယာဉ်တွေရဲ့မျက်နှုံးကတနာရီကို340ကီလိုမီတာနှုန်းထိရောက်နိုင်ပြီးအဲ့ဒီခေတ်သမရိုးကြတိုက်လေယာဉ်အများစုထက်နှစ်ဆလောက်ပုံမြန်ခဲ့တာဖြစ်ပါတယ်တိုက်လေယာဉ်တွေဆင်းတဲ့အခါမှာလည်းအရှိန်ကိုရှော့ချဖို့ခက်ပြီးပြဿနာတစ်ခုခုကြုံလာရင်လေယာဉ်မှုအတွက်ဆုံးဖြတ်စရာရွေးချယ်စရာအချိန်အရန်နေပါတယ် နောက်ပြီးတိုက်လျင်တွေထဲကနေလေထီးနဲ့ခုံထွက်တဲ့အပိုင်းမှာလည်းဒီဇိုင်းအားနဲ့ချက်တွေရှိလို့လေယာဉ်မှုတွေကမသိရင်တောင်မှကြောရုပ်အပြင်းအထန်ထိခိုက်သွားတာမျိုးကြုံခဲ့ရပါတယ်။အိန္ဒိယလေတပ်ကလည်းသမိုင်းတစ်လျှောက်မှာအဲ့ဒီလိုဒဏ်တွေခံခဲ့ရပြီးမဲ့ MiG-21 တွေရဲ့ကြီးကြီးမားမားအကျိုးပြုမှုကိုလည်းရရှိခဲ့ပါတယ်။နိုင်ငံရဲ့လေပိုင်နဲ့လုံခြုံရေးကိုကာကွယ်ရမှာအဲ့ဒီတိုက်လျင်တွေကအများကြီးအသုံးဝင်ခဲ့တာကြောင့်ပါခုတော့ MiG-21 တွေကိုပြင်ဆင်အစားထိုးမှုတွေလုပ်ရမယ်ကုန်ကြစရိတ်ကကြီးမားလွန်းတာရဲ့ ခေတ်သစ်စစ်မြေပြင်တွေနဲ့မကန့်ညီတော့တာရဲ့အကြောင်းလက်ကြံတိုက်လျင်အားလုံးကိုလေတက်ကအနာပေးဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။အိန္ဒိယလေတက်ကလစ်လက်သွားတဲ့ MiG 21တို့ရဲ့နေရာမှာပြည်တွင်းဖြစ်စရုပ်ထမျိုးဆက်လုံး T-JAS တိုက်လျင်တွေနဲ့အစားထိုးဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ MiG 21တို့ရဲ့နောက်ဆုံးနှုတ်ဆက်ပြန်သမ်းမှုကိုတော့ September 26ရက်နေ့ကျရင်ပြုလုပ်မှာဖြစ်ပြီးလေတက်အကြီးအကဲ Emma Pritsin ကိုတိုင်ပါဝင်ပြန်သမ်းပွဲရှိပါတယ်။ ချန်ဒီဂတ်မှာကျင်းပမယ့်နှုတ်ဆက်ပွဲအတွက် Make 21 6စီးပါဝင်ဖို့စီစဉ်ထားပြီးအဲ့ဒီတဲကတစည်းကိုတော့အမျိုးသမီးလေရင်မှုတူကမောင်းနေမယ်လို့သိရပါတယ်ရှင်။ဆက်ပြီးပြည်တွင်းသတင်းတွေကိုတော့သတင်းကဆက်ပြောပြမှာဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းမော်ရွာမြို့မှာဆစ်ဆောင်တွေနှစ်ချီနေထိုင်နေတဲ့မွန်ညံတံမုတ်တွေဖျားဝင်တဲ့ကိုစကောင်စီတပ်ကလာရောက်တက်ဆွဲလိုက်တယ်လို့သတင်းရရှိပါရယ်။အာနာသိမ့်ပြီနောက်ပိုင်း2021ကတည်းကမော်ရွာမြို့နယ်ထဲမှာစစ်ကောင်စီကဆစ်ချောင်းချိုးတာ တပ်ဖြတ်တာတွေကိုပြုတ်လောက်ခဲ့တာကြောင့်ခြေရွာတွေကနေတင်းရှောင်လာခဲ့ကြရပြီးမွန်ညင်တမုတ်တွေဖျားဝန်းထဲမှာဆစ်ရှောင်တွေနေထိုင်နေတာလေးနှစ်ကျော်ရှိပြီလို့သိရပါတယ်။ဒါပေမဲ့စက်တင်ဘာတတိယပတ်အတွင်းမှာတော့စစ်တပ်ကအဲ့ဒီဖျားဝန်းထဲမှာတက်လာဆွဲလို့ဆစ်ရှောင်တွေနေထိုင်ရေးအခက်အခဲတွေရှိနေတယ်လို့ဆစ်ရှောင်တွေနဲ့နေဆက်သူတွေကပြောပါတယ်။ဒီလိုမျိုးအထိုင်ချတက်ဆွဲတာတွေပြုတ်လောက်လာတာဖြစ်တဲ့အတွက်ကျေးရွာကပြည်သူတွေတင်းရှောင်နေရတာတွေရှိတယ်လို့ဆစ်ရှောင်တွေကိုကွန်ကြီးပေးနေသူတို့ကပြောပါတယ် စစ်ဆောင်တွေနေတဲ့ဖျားเจ้าတွေမှာတက်လာဆွဲတာကြောင့်အဲ့ဒီเจ้าတွေမှာရောက်နေတဲ့စစ်ဆောင်တွေလည်းပြင့်မိနေတာတွေရှိတယ်လို့သူကဆက်ပြောပါတယ်။ဒါအပြင်ဖျားတဲ့တက်ဆွဲထားတဲ့စုပ်စုဟာဖျားအဝင်ကနေလမ်းသွားလမ်းလာပြည်သူတွေကိုတားဆီးဆစ်ဆဲရတွေပြုတ်လုပြီးငွေညှစ်နေတယ်လို့မုံရွာဒေသခံတွေကဆိုပါတယ်။ဒီလထဲမှာပဲမုံရွာအရတော်လမ်းပေါ်ကကြောက်ကရွှေကုန်းနေဖျားမှာလဲစစ်ကောင်စီတပ်ကလာရောက်တက်ဆွဲလိုက်ပြီးလမ်းသွားလမ်းလာတွေကိုဆစ်ဆဲနေတယ်လို့သိရပါတယ်ရှင်။ စကိုင်းတိုင်းကံဘလူမြို့နယ်ဇီကုံရဲစခန်းတိုင်တိုက်ပွဲမှာဖမ်းမိခဲ့တဲ့ရဲတပ်သားရဲ့အကောင်စားအမျိုးသမီးကိုကောင်းမွန်စွာမွေးဖွားပေးနိုင်ခဲ့ပြီလို့ကံဘလူခရိုင်ပခဖအလှူရှားရဲတပ်ဒုတရင်မှုဘိုးပိုင်ချဲကပြောပါရယ်ဇီကုံတိုက်ပွဲအတွင်းဖမ်းမိခဲ့တဲ့အကောင်စားအမျိုးသမီးကိုမနေ့ညနေပိုင်းမှာချော့ချော့မွေ့မွေ့မွေးဖွားပေးနိုင်ခဲ့တယ်လို့ဘိုးပိုင်ချဲကသူ့ရဲ့လူမှုကွန်ရက်ကတစင်အတည်ပြုထားပါရယ်အဲ့ဒီအကောင်စားအမျိုးသမီးဟာတားရောက်ကြလေးမွေးဖွားခဲ့ပြီးကလေးရောမိခင်ပါကြမ်းကြမ်းမာမာရှိတယ်လို့ဆိုပါရယ် ကလေးနမယ်ပေးဖို့ရဲဘော်တွေကပါဝိုင်းစင်းစားပေးနေကြတယ်လို့ကမ်ဘလူမြို့နယ်ပခဖရဲဘော်တို့ကပြောပါတယ်။ဇီကုံမြို့ရဲစခန်းကိုကမ်ဘလူခရိုင်ပခဖကဦးဆောင်ပြီးရေဦးတို့ဝပခဖနဲ့နေမြခံပခဖတွေပူးပေါင်းပြီးတော့စက်တင်ဘာ18ရက်ညနေမှာစီးနေတိုက်ခိုက်ခဲ့ကြတာပါ။အဲ့ဒီစစ်စင်ရင်မှာစစ်ကောင်စီအရာရှိအပေါ်ဝင်6ဦးသေဆုံးပြီး12ဦးဖမ်းမိခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။တိုက်ပွဲတိုက်ခိုက်နေစဉ်ကလည်းကိုဝန်းတဲ့အမျိုးသမီးအထွတ်ဘိုက်ဖုန်းအင်ကြီးကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကိုယ်တိုင်ရှောက်ဖွေယူပေးခဲ့ကြတယ်လို့သိရတာပါ။ဟမ်းမိခဲ့တဲ့အစ်ကောင်စီမိသားစုဝင်ကိုဝင်တဲ့အပေါဝင်အမျိုးသမီးတွေနဲ့ကလေးငယ်တွေကိုကျမ်းမာရေးဆောက်ရှောက်မှုတွေပေးနေတယ်လို့ကံဘလူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအထုတ်ပြန်ထားပါတယ်။ဒီဖြစ်ရပ်ကိုကြည့်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေစစ်မှုရန်တင်းတန်းဆင်းလာသူတွေအနေနဲ့ဒေါ်လရင်အင်အားစုတွေဘက်ကိုအလင်းဝင်ကြဖို့စကိုင်းတိုင်းကပြည်သူ့ကာကွယ်ရေးရဲဘော်တို့ချို့ကတိုက်တွန်းထားပါတယ်ရှင်။ ဒီနေ့နေ့လယ်ခင်းဒီနောက်ဆုံးရရှိလာတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါရဲ့ရှင် People's Win ရဲ့သတင်းတွေကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်